ဒီနေစီပုတ်ချုပ်ပွားထိုးတဲ့ခါကျရင်မြေတူလေးပမာချီ park line ကိုတုပ်ပြူပြီးတော့ထိုးတယ်ပေါ့နော်အခန်းရောင်6လုံးကုန်တယ်ပေါ့နော်ဖူးထိုးပြထားတဲ့ဟိုပါပေါ့နော်အပိုင်းမှာဆိုရင်1 gram 6လုံးပန်းကားကြတော့1လုံးအစိမ်းက3လုံးကိုပဲပေါ့နော်အစိမ်းကကြတော့နည်းနည်းလေးပဲပေါ့နော်ဒီကားကကြတော့ဒီ30နဲ့ 34နဲ့4လက်မ5လက်မဆိုရင်ဒီက6လုံးလောက်ကုန်ပါတယ်เนาะပြီးတော့ပန်းက4လုံးပန်းက95ပဲပေါ့เนาะပန်းက4လုံးပြီးတော့အစိတ်ကတလုံးကုန်တယ်ပေါ့เนาะဒီကကြတော့ဒီ34 35 36လက်မဆိုရင်ဒီ4 plank ကအခန်းရာက10လုံးကုန်တယ်ဒီအပန်းဝဲတွဲက4လုံးအစိတ်တွဲကတလုံးပေါ့เนาะဒီကကြတော့ဒီ5လုံးသို့မဟုတ်6လုံးလောက်ကုန်ပါတယ်เนาะပြီးတော့ပန်းကအပန်းကဒီ ตาနှလုံးအစိတ်အတွက်ကတလုံးကုန်မှာပေါ့နော်ဒီလိုချီကြားရနဲ့တဲချီကိုတုံးလို့ရပါတယ်ဒီကောင်နဲ့ဒီကောင်နဲ့ကြာတော့ quality အရန်ကိုကောင်းပါတယ်ဒီကောင်ကကြာတော့အသားလေး ဲ5ပလိုက်ပေါ့နော်သူက100ဂရမ်အပြာပတ်လို့ခေါ်ပါတယ်ဒီကားကြတော့ဒီဟိုပါပေါ့နော်ကိုရီးယားချီ40ဂရမ်ဖိုးပလိုက်လို့ခေါ်ပါတယ်သူကကြတော့ပုတ်ပုတ်ပွားလေးနဲ့ weight လည်းပုတ်ပါတယ်အရန်ကောင်းပါပေါ့နော်မင်းကကြတော့ဒီကောင်လေးနှစ်ခုရယ်ပြီးတော့ဒီဗမာချီသုံးတာပိုကြိုက်တယ်ပေါ့နော်ဒီဟာကကြတော့ထိုးလိုက်တာဆက်လို့ပြီးတဲ့ခါကျအရန်ကိုလေးပြီးတော့ဟိုပါဖြစ်တော့ပေါ့နော်နည်းနည်းလေးအဲအလေးချိန်လေးစီးလို့ပါနော်အဲကိုကိုမှရှိတဲ့ဂျန်နေသေးရချီကိုတောက်ပြူလို့ရပါတယ်မင်းမင်းစီမှာချီကုန်ချမ်းလေးလည်းရပါတယ်နော်ချီကုန်ချမ်းလေးကိုမာယူအပင်းချင်တဲ့ဆိုရင် ရန်ကုန်မှာဆိုရင်ရန်ကုန်ကနေပြီးတော့မာယူလို့လည်းရသလိုမြိတ်မှာလည်းဆိုင်လေးဖွဲ့ထားပါရနော်ရန်ကုန်ကဆိုရင်အဲမာယူဒီနေ့ရက်တွေပို့ပေးပါရနော်ဒါဆိုရင်ပါစီချုပ်ပွားထုံးနည်းလေးကိုဆက်ပြီးတော့ကြည့်လို့ရကြည့်ရအောင်နော်ဘယ်လိုမျိုးထိုးလဲဆိုတာကိုလေမြေကကြောဒီဂျီအားလုံးကို3မီလီမီတာနဲ့ထိုးပါတယ်ဒါဆိုရင်ထုံးနည်းလေးကိုအစပြီးတော့ပြောပြမယ်ပေါ့နော်ပါတမဆော်ချီလေးကိုအော်ပေါ့နော်မြစ်ချွေလေးအရင်လှုပ်လိုက်ပါမယ်လုံးပြီးတော့ဒီချိန်လေးနှစ်ခုတက်ပါမယ်เนาะ ချိန်လေးတက်နှစ်ခုတက်ပါမယ်ပြီးတော့ဒီကြားထဲမှာတိုင်ရှီလေး12တိုင်ထိုးမှာပေါ့နော်တတိုင်နှစ်တိုင်သုံးတိုင်ဒါဆိုရင်စုစုပေါင်း12တိုင်ထိုးလာမယ်เนาะဟိုဒီ12တိုင်ဆိုရင်ဒီချိန်တစ်ခုတက်ထားဟာရောဆိုရင်73ခုဖြစ်သွားမှာပေါ့เนาะဒါလေးကိုပြီးတော့ဆွဲဆေးလိုက်ပါမယ်เนาะ ဒီတင်းတင်းလေးဆွဲဆေးလိုက်ပါမယ်ပြီးတော့ဒီမှာဒီချိန်နှစ်ခုတက်ထားပါဘောเนาะဒီပထမဆုံးအပေါ်ကယူပြီးတော့ဒီချိန်လေးကိုဆက်ကွန်လေးနဲ့ပြန်ပြီးတော့ချိန်လိုက်ပါမယ်เนาะချိန်ပြီးတော့ချိန်လေးနှစ်ခုတက်ပါမယ် ဒီပေါ့နော်ချယ်လေးဆစ်သွားပြီဆစ်သွားပြီဆိုရင်ချယ်လေးနှစ်ခုထပ်တက်တယ်ထပ်တက်ပြီးတော့ပေါ့နော်သူ့ရဲ့ဒီဒီပထမချိတ်ကဒီနှစ်ခုတက်ထားတယ်ပြီးတော့ဒီမှာထိုးထားတဲ့တိုက်စီက12ပေါက်ရှိတယ်ပေါ့နော်စုစုပေါင်း73ခုဖြစ်သွားမယ်ဒီသူ့ချိတ်နှစ်ခုတက်ထားတယ်သူ့ရဲ့နဘေးပေါ့ပေါ့နော်နဘေးပေါက်မှာတိုက်စီလေးတစ်ခါထိုးတိုက်စီလေးတစ်ခါထိုးပါမယ် ပြီးတော့ချိန်လေးတစ်ခုချားမယ်ပေါ့နော်ပြီးတော့သူ့ရဲ့သူ့ရဲ့နဘေးတိုင်ရှိမှာ ူရဲ့နဘေးအပေါက်မှာပေါ့နော်အပေါက်မှာကြတော့အနောက်ကချီလေးကိုသိမ့်မယ်ပြီးတော့သူ့ရဲ့နဘေးအပေါက်မှာလည်းပဲတိုင်ရှိလေးနှခါထိုးပါမယ်တပေါက်မှာနှခါထိုးပါမယ်ပေါ့နော်ဒီလိုမျိုးထိုးတာကို V လို့ခေါ်တယ်ပေါ့နော်ပွားရလို့ခေါ်ပါတယ်ပြီးတော့ချိန်လေးတစ်ခုချားပါမယ်နော်အဲပြီးတော့ဒီသူ့ဘေးရအပေါက်မှာပဲ V ထိုးမယ်ပေါ့နော် V ဆိုတာတိုင်ရှိနှခါထိုးတာကိုပြောတာပေါ့နော်ပွားတာကိုပြောတာပြီးတော့ချိန်လေးတစ်ခုချားပါမယ်ပြီးတော့ဒီသူ့ရဲ့ဘေးပေါက်မှာပဲ ဒီတိုက်စီလေးနှခါထိုးမယ်ပြီးတော့ချိန်တစ်ခုချမယ်အဲ့လိုမျိုးပတ်ပတ်လည်လေးထိုးလာမယ်ပေါ့နော်စုစုပေါင်းက12ခုရှိရပါမယ်နော်ဒီလိုမျိုးပုံစံလိုမျိုးဖြစ်သွားမယ်ပေါ့နော် ဒါဆိုရင်ဒီအစုံအတိုင်းရအထူလာပါမယ်။မေတို့ထူလာတာ12ခုပြီးပေါ်တော့တစ်ခု2ခု3 4 5 6ခု8 9 10 11 12နောက်ဆုံးမှလည်းပဲဒီလိုမျိုးချိန်လေးတစ်ချက်ချမယ်ပေါ့နော်။ပြီးတော့ဒီမှာပထမဆုံးဒီထိုးထားတဲ့တိုင်ရှိပုံမှာဆက်ကောလေးနဲ့ဆက်လိုက်ပါမယ်နော်။ဆက်ကောလေးနဲ့စစ်စစ်လေးဒီလိုတင်းတင်းလေးဆွဲပြီးဆက်မယ်ပြီးတော့ချိန်လေးနှစ်ခုထပ်တက်မယ်ပေါ့နော်။ဒီလိုမျိုးဆက်ပြီးတိုင်းချိန်နှစ်ခုထပ်တက်ပါမယ်ပြီးတော့သူ့ရဲ့ဘေးအပေါက်မှာတိုင်ရှိလေးတစ်တိုင်ထိုးပါမယ်။ ပြီးတော့သူ့ဘေးကသူ့ဘောနော်ဒီလိုမျိုးဒီမှာကျတော့ချိတ်ချားထားတဲ့တခုဘောနော်ပြီးတော့ဒီမှာနောက်ဆုံးအပောက်မှာကျတော့ပွားမယ်ပေါ့နော် V ထိုးမယ်သူကနောက်ဆုံးအပောက်တိုင်းမှာ V ထိုးမယ်ပေါ့နော်ပြီးတော့ချိတ်လေးတစ်ချက်ချားမယ်ပြီးတော့ပထမပောက်မှာအရှိတတိုင်းထိုးမယ်ပြီးတော့နောက်ဆုံးအပောက်မှာပေါ့နော်နောက်ဆုံးအပောက်မှာကျတော့ V ထိုးမယ် သူကတဒန်းပီးတန်းဒန်းပီးတန်းသူကတဖတဖအဲ့လိုမျိုးတိုးသွားမှာပေါ့နော်ပြီးတော့ခြေတစ်ချက်ချမှာခြေချဖို့လည်းမမေ့နဲ့နော်ပြီးတော့ဒီမှာတိုင်စီလေးတရိုင်ပြန်ထိုးမယ်ပြီးတော့ဒီမှာနှစ်ပေါက်ရှိတယ်မလားနောက်ဆုံးပေါက်မှာကြတော့ V ထိုးမယ်ပြီးတော့ V ထိုးမယ်ပြီးတော့ဒီခြေနေရာမှာခြေပြန်လာမယ်ဒီမှာနှစ်တိုင်ရှိတယ်ပေါ့နော်ပထမတိုင်မှာကြတော့တိုင်စီလေးထိုးပါမယ် ဒုတိယအတိုင်းမှာကြာတော့ V လေးထိုးပါမယ်ဒီပြီးတော့ခြေတစ်ခုချာမယ်ပေါ့နော်ဒီလိုမျိုးပဲပပတ်လေလေးထိုးလာမယ်ဆက်နှစ်ခုရှိရမယ်ပေါ့နော်ဒီလိုမျိုးပေါ့နော်တစ်ခုတစ်ခုနှစ်ခု3 4 5 6ခေါ်8 9 10 11 12ခုနောက်ဆုံးပါရတဲ့အခါကျခြေတစ်ချက်ချာပြီးတော့ဒီပထမအပေါက်မှာဆက်ကိုလေးနဲ့ဆက်ပြီးတော့နောက်တရံတက်မယ်ပေါ့နော်နောက်တရံတက်ဖို့အတွက်ခြေလေးနှစ်ခုထိုးမယ်ပြီးတော့ အဲတပောက်တစ်ချက်နဲ့တိုက်စီလေးတွေထပ်ထိုးထားထပ်ထိုးသွားမယ်ပေါ့နော်တပောက်တစ်ချက်နဲ့တိုက်စီလေးတွေထိုးလာမယ်ပြီးတော့နောက်ဆုံးပောက်မှာကြတော့ပွားမယ်ပေါ့နော် နောက်ဆုံးပောက်မှာ V ထိုးပါမယ်နောက်ဆုံးပောက်မှာ V ထိုးပါမယ်ပြီးတော့ချိန်နေရာမှာချိန်ချားမယ်ပြီးတော့တိုက်စီပြန်လာမယ်တပောက်တစ်ချက်နဲ့တိုက်စီပြန်လာမယ် ရန်လာမယ်ဒါကလည်းဒီနောက်ဆုံးပေါ့เนาะနောက်ဆုံးအပါရောက်တဲ့ခါကျရင်ပွားမယ်ပေါ့เนาะ ဗမာချီနဲ့ထူရတာကကြတော့တောက်တောက်လေးလက်လေးမှာကင်လိုက်တဲ့ခါကြရဲ့တတောက်လေးဓာတ်ပုံရရတာလာပေါ့နော်ပုံဝါလေးခြုံလိုက်ရင်လည်းထထလေးဖြစ်နေလဲဆိုတော့မင်းကတော့ဗမာချီလေးကြိုက်ပါတယ်။ကိုကြိုက်တဲ့ဟာကိုထူလို့ရပါတယ်နော်။ချီကကြတော့အမျိုးအစားအများကြီးရှိတော်မူလို့ဒီအမျိုးအစားပေါ်မှာမူတည်ပြီးတော့အဆက်လေးတွေကလည်းပြောင်းလဲသွားပေါ့နော်။အခုမင်းကျူးကျူးလေးရဲ့မှာပြထားတဲ့ပုံတွေကကြတော့ဒီအဆက်တစ်မျိုးတည်းကိုသုံးပြီးပဲထူလို့ရပါတယ်နော်။ကဲလို့ကိုကပေါ့လေးကြိုက်တဲ့ဆိုရင်တော့3 5လောက်ထူလိုက်လို့ရပါတယ်။ ဒါဆိုရင်အခုမင်းပြတဲ့ဟာလေးကိုကိုလိုချင်သလားစိုက်ကိုစိုက်ကြိုက်ထိုးလိုက်လို့ရနော်ဒီချိန်ဘေးနာကဒီချိန်ချထားတဲ့ဘေးနာမှာပွားဖို့မမိပါနဲ့နော်ပွားဖို့မမိပါနဲ့နော်ပြီးရင်ချိန်ပြန်ချမယ်ပေါ့နော်ဒီလိုမျိုးပဲကိုလိုချင်သလားအရှိလေးတွေကိုစိုက်ကြိုက်ထိုးလာမယ်ပေါ့နော် မျိုးကိုစိတ်ကြိုက်ထူလာတာပေါ့နော်အတန်း40ရောက်သွားတယ်6လုံးပေါ့နော်ဒီယာဂရမ်6လုံးကုန်သွားရခါကြမှာဒီအတန်းရေတွေကဒီ40ပေါ့နော်အတန်းရေတွေက40မှာအဲ့လောက်ထိရောက်သွားပေါ့နော်ဒါဆိုရင်မိတို့ကဒီအဲဟိုအစိမ်းလေးပေါ့နော်အစိမ်းလေးထိုးမယ်မင်းကကြတော့ဒီကက်ကော်ပန်းလေးကိုထိုးမယ်လို့စိတ်ကူးထားပေါ့နော် ကဲပေါ်ပန်းလေးထိုးမယ်လို့ဆွဲကူထားတယ်။ဒါဆိုရင်ဒီမှာ ဆုံးနေတဲ့အဖက်ပေါ့နော်ဆုံးနေတဲ့ဖက်ကိုကိုစိတ်ကြိုက်တဲ့အစိမ့်ပေါ့နော်။သူကကြတော့ဒီအစိမ့်ကတလုံးအခန်းရောက်ကဒီလိုမျိုး၃လုံးလုံးမယ်ပေါ့နော်။အခန်းပန်းပွဲကကြတော့နှလုံးပေါ့နော်။ဒါဆိုရင်ဒီမှာဒီအနောက်ကနေပြီးတော့ခြေစလေးကိုအစိမ့်လေးကိုယူလိုက်မယ်။အစိမ့်လေးကိုယူလိုက်ပါမယ်နော်။ စိမ့်လေးကနည်းနည်းလေးပဲကုန်တယ်ပြီးတော့ချိန်လေးနှစ်ခုတင်မယ်ပြီးတော့တပားကိုတစ်ချက်နဲ့တိုင်ရှည်လေးတွေဒီလိုမျိုးပေါ့နော်သူ့ထိုးထားတဲ့အတိုင်းကိုပဲထိုးလိုက်မှာသူ့ထိုးတာအတိုင်းသူ့ထိုးတာအတိုင်းကိုထိုးမယ်ပေါ့နော်တပားတစ်ချက်ချီစလေးကိုတင်ထားမှာပေါ့နော်တပားတစ်ချက်နဲ့ဒီလိုမျိုးထိုးထိုးထိုးလာမှာပေါ့နော်ဒီနားရောက်တဲ့အခါကျရင်နောက်ဆုံးပေါက်မှာပွားမယ်ချိန်တစ်ချက်ချမယ်ပုံမှန်အတိုင်းပဲထိုးလာမှာပေါ့နော်ပြီးရင်ပြန်တွေးပါမယ်နော် ဘောနော်ဒီမှာချိတ်လာတာနောက်ဆုံးပေါ့ဆိုရင်ဒီအပေါက်မှာဆက်ကော်လေးနဲ့ချိတ်လိုက်မယ်ပေါ့နော်ချိတ်ပြီးတော့ဆက်ချိတ်တစ်ခုတက်မယ်ပြီးတော့ဒီမှာကွဲလေးဖြစ်တဲ့အထက်မှာတဲ့ရွက်ပုံစံလေးထိုးမယ်ပေါ့နော်ခါလာပန်လေးချိတ်လို့ရအောင်ဒီကွဲထဲမှာတိုင်တို့တိုင်နဲ့ချိတ်လိုက်မယ်ပြီးတော့တဲနဲ့တောင်ချိတ်လေးတစ်ခုတက်မယ်ပြီးတော့တိုင်ရှိတစ်ခါထိုးမယ်ပြီးတော့ချိတ်တစ်ခုချမယ်တိုင်ရှိတစ်တိုင်ထိုးမယ် ်ချဲတခုချမယ်တိုင်စီတိုင်ထိုးမယ်ချဲတခုချမယ်တိုင်စီတိုင်ထိုးမယ်ပြီးတော့ချဲတော့ခုချမယ်တဲနဲတော့ခုချပြီးတော့ဒီအပေါက်မှာပဲတိုင်တူလေးတစ်တိုင်နဲ့ပြန်ပြီးတော့ချဲလိုက်မယ်ပေါ့နော်ဒါဆိုရင်ဒီလိုမျိုးတစ်ခုရပါပြီနော်ဒီလိုမျိုးတစ်ခုပေါ့နော်ဒါဆိုရင် အဲတိုင်ရှီရဘယ်နဲ့တိုင်ရှီရမလဲဆိုတော့ဒီချိတ်သုံးခုတိတ်ထားတဲ့ဟာရောရေးမယ်ဆိုရင်တိုင်နှစ်တိုင်သုံးတိုင်လေးတိုင်ငါးတိုင်ငါးတိုင်မြောက်မှာချိတ်သုံးခုချိန်ပြီးတော့တိုင်တို့တိုင်နဲ့ချိတ်တယ်ပေါ့နော်ဒါဆိုရင်ချိတ်သုံးခု ခြေသုံးခုတက်တယ်ပြီးတော့တိုင်စီတိုင်ထိုးတယ်အဲပြီးတော့ခြေတစ်ခုချတယ်တိုင်စီတိုင်ထိုးတယ်ခြေတစ်ခုချတယ်တိုင်စီတိုင်ထိုးတယ်ခြေတစ်ခုချတယ်ပြီးတော့တိုင်စီတိုင်ထိုးပြီးတော့ခြေသုံးခုထိုးပြီးတော့ဒီမှာဆက်ကွန်နဲ့အာတိုင်လိုတိုင်နဲ့ချိန်လိုက်တယ်ပြီးတော့ဒီဖက်အပေါက်မှာလည်းပဲတပောက်ပြီးတပောက်တိုင်းတိုင်လိုနဲ့ချိန်မယ်ပေါ့နော်ချိန်ပြီးတော့တိုင်လိုနဲ့ချိန်မယ်ပြီးတော့ခြေခုနှစ်ခုတက်မယ်ပေါ့နော်နေ3 4 5 6 9 9ခုတက်ပြီးတော့10 2 3 4ပါးမြောက်မှာတိုင်တူလေးတစ်တိုင်နဲ့ เนาะချိန်လိုက်မယ်ပြီးတော့ချိန်လေးတခုတော့မှတဲ့နဲ့တော့ချိန်လေးတခုတော့ပြီးတော့ဒီအပောက်မှာပဲတိုင်တူနဲ့ပြန်ပြီးတော့ချိန်ပါမယ်เนาะဒါဆိုရင်ဒီလိုမျိုးဒါဆိုစားရောက်သွားပြီပေါ့နော်ဒါဆိုရင်ဒီလိုမျိုးဖြစ်သွားပြီဆိုရင်ဒီမှာကကြတော့ color band ထိုးမယ်ဒီမှာကကြတော့အရွက်ပုံစံလိုမျိုးပေါ့နော်ဒါမျိုးပြန်လာမယ်ပေါ့နော်ဒါဆိုရင်ဒီတစ်ခုဒီတစ်ခုအဲ့လိုမျိုးပတ်လည်လာမယ်ဒါဆိုရင်နောက်တစ်ခုသွားမယ်ဆိုရင်ချိန်တစ်ခုနဲ့ချိန်လိုက်မယ်ပြီးတော့အဲတိုင်တူတိုင်နဲ့ချိန်လိုက်မယ်ပြီးတော့ချိန်တစ်ခု ခြေတုပ်ခုတက်မှာပေါ့နော်တဲနဲတုပ်ခုတက်မှာပြီးတော့ဒိုင်ရှိတိုင်အခြေတစ်ခုချောင်းကိုတုပ်ခါထုံးမှာဒါဆိုရင်တစ်ခါပြီးပြီးနောက်ထပ်တစ်ခါပေါ့နော်နောက်ထပ်တစ်ခါနှစ်ခါပေါ့နော်နောက်ထပ်တစ်ခါသုံးခါခြေတစ်ခုချာသုံးခါပြီးသွားပြီပေါ့နော်ဒီလိုမျိုးသုံးခါပြီးသွားပြီးခါကျရင်ဒိုင်ရှိတိုင်ထိုးမှာပြီးတော့ ြီးတော့ချိန်၃ခုချမှတ်နဲ့၃၃ခုပြီးတော့ဒီအပေါက်ထဲမှာပဲတိုင်တူနဲ့ပြန်ပြီးတော့လာချိတ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ဒီလိုမျိုးရသွားပြီပေါ့နော်ဒါဆိုရင်၁၂၃၄၅အဲဒီဟာရောဆိုရင်၆ခုဖြစ်နေရမှာပေါ့နော်ဒီလိုပုံစံမျိုးပြီးတော့နောက်တစ်ပေါက်မှာတိုင်တူနဲ့လာချိတ်မယ်ချိန်၇ခုတက်မယ်၁၂၃၄၅ 6ခေါ်ခုနှစ်ခုတက်မယ်ပေါ့နော်ပြီးရင်တင်းနဲ့တော့4ဘာမြောက်မှာဒီလိုမျိုးလာဆက်လိုက်မယ်ပေါ့နော်ဒီပုံစံကလီလီပန်းလည်းမဟုတ်ဘူးနင်းစီပန်းလည်းထိုးရင်လည်းပဲဒီလိုမျိုးထိုးလို့ရရနော်တင်းနဲ့တော့ဒီမှာလာချေလိုက်ပါမယ်ဒါဆိုရင်ဒီလိုမျိုးပက်ပက်လည်းဒီအဆုံနာထိရအောင်ဒီအဆုံနာထိပြန်ရလာအောင်ထိုးလိုက်မယ်ပေါ့နော်ဒီလိုမျိုးပုံစံလိုမျိုးဒီလိုတစ်ခုဒီလိုတစ်ခုဒီလိုတစ်ခုပေါ့နော်နောက်ဆုံးပေါက်ရပြီပေါ့နော်၃ခုပြီးတော့ချိန်မယ် ပြီးတော့ဒီအပေါက်မှာလာပြီးတော့တိုက်တိုလေးနဲ့လာချိတ်လိုက်မယ်ပြီးတော့ချိတ်လေးတစ်ခုတက်ထားမယ်ပေါ့နော်အဲဆိုရင်ဒီလိုမျိုးလေးပပတ်လဲရသွားပြီပေါ့နော်ဒါဆိုရင်မေတို့ကခါလာပန်လေးဆက်ထိုးပြမယ်ပေါ့နော်ခါလာပန်လေးဘယ်လိုထိုးရမလဲဆိုတာဆက်ပြီးတော့ကြည့်ပေးပါနော်အင်းမြားကြတော့ဒီလိုခါလာပန်လေးတွေကို ထိုးပြမယ်ပေါ့နော်ဒီအဲ ပရမဆိုတော့မင်းကန်းကုံထိုးမယ်ဆိုပြီးတော့လှုပ်ထားတာကန်းကုံကကြာတော့ထိုးနေရင်လည်းမကြိုက်တော့လို့ကန်းကုံကမထိုးတော့ဘူးပေါ့နော်။နောက်ထည့်ကြာတော့ DC ပန်လေးရှိသေးတယ်ပေါ့နော်။ DC ပန်လေးပြောက်ပြီးမယ်ပေါ့နော်။ဒါကကြာတော့ခါလာပန်ပေါ့နော်။လီလီပန်လို့လည်းခေါ်တယ်။ဒီလိုမျိုးမင်းတို့က1 2 3 4 5ခုထိုးထားရမလား။အဲ့ဒီကြာနေပြီးတော့ဒီလိုမျိုးပေါ့နော်။ SI ကကြာတော့3 mm ပေါ့နော်။ဒီလိုမျိုးရှားရှိတယ်မလား။ဒီလိုမျိုးရှားရှိရပေါ့နော်။ဒီရှားထက်နေပြီးတော့ယူပြီးတော့ ယူပြီးတော့ခြီလေးကိုယူလိုက်မယ်ပေါ့နော်ခြီလေးကိုယူလိုက်မယ်ဒီလိုမျိုးချားတဲ့ကပြီးတော့ချိလေးနှစ်ခုတင်မယ်ပြီးတော့ puff flower ငါးခါထုံးမယ်ပေါ့နော်အဲဆိုရင်တစ်ခါပြီးတော့နောက်ထပ်တစ်ခါငါးခါထုံးမယ်ပေါ့နော် pet flower ဆိုတာတိုက်ရှိလိုမျိုးပဲတရရစ်တယ်ပြီးတော့ဒီခြီလေးကိုထုတ်ပြီးတော့ထိုးလိုက်တယ်ပြီးတော့တစ်ခါပဲထုတ်တယ်ပေါ့เนาะတိုက်ရှိမှာကြာနှစ်ခါ ထုတ်တယ်ဒီမှာကျတော့ pat flower မှာတစ်ခါပဲထုတ်တယ်ပေါ့သုံးခါပြီးပြီဆိုရင်နောက်ထပ်နောက်ထပ်တစ်ခါထိုးမယ်လေးခါနောက်ထပ်တစ်ခါထိုးမယ်5ခါပေါ့နော်5ခါဆိုရင်ဒီပုံမှာ6ခုရှိရမယ်10 2 3 4 5 6ခုဖြစ်သွားရခါကျရင် အကုန်လုံးကို ထုတ်လိုက်မယ်ပေါ့နော်ထုတ်ပြီးတော့ချိန်တစ်ခုတက်ပါမယ်ပြီးတော့ဒီသူ့ရဲ့ဘေးရခြေလေးကိုထပ်ထိုးမယ်ပေါ့နော် Buff flower ဒီအနောက်ကအစလေးကိုတော့တစ်ခါတည်းတိတ်သွားပြီးမယ်ပေါ့နော် ပတ်ဖလာဝါ၅ခါထိုးပါမယ်တစ်ခါနှစ်ခါသုံးခါနေ့ခါ၅ခါ၅ခါထိုးရင်နေ့၄၆ခုဖြစ်တဲ့ခါကြရင် တစ်ခါထုတ်လိုက်ပါမယ်ပြီးတော့ချိန်လေးတစ်ခုတက်ပါမယ်အဲ့အတိုင်းပဲဒီမှာ3ခါ4ခါ5ခါထုတ်ရမယ်ပေါ့နော်ဒီမှာတစ်ခု2ခု3ခု4ခု5ခုများမှာကြတော့4ခါပဲထုတ်မယ်ပေါ့နော်ဒီလိုမျိုးအရင်အားဆိုရင်ဒီအရှိမဆိုရင်5ခုလောက်ထုတ်ပြီးတော့အဲတစ်ခါထုတ်ပြီးတော့ချိန်တစ်ခုချလိုက်တယ်ပေါ့နော်ဒါမှကြတော့4ခုနောက်ဆုံးမှာကြ4ခုပဲထုတ်မယ် တခုနောက်ဆိုတခုကြံတဲ့ဟာဘယ်လိုမျိုးထွက်ရမလဲဆိုတာပြောက်ပေးမယ်နော်ဒီလိုမျိုးတရရင်မယ်ပြီးတော့ဒီအောက်ဆိုအပေါက်ကနေပြီးတော့ယူပြီးတော့ဒီဖက်အပေါက်နောက်ကိုထိုးလိုက်ပါမယ်ပြမဆိုဒီနှစ်ခုကိုပူလိုက်တယ်ပေါ့နော်ဒီလိုမျိုးပူလိုက်တဲ့သဘောပါဒါကညီမဒီလိုမျိုးအောက်ကချီလေးကိုထုတ်ပြီးတော့ဆွဲတယ်ပြီးတော့တစ်ခါထုတ်လိုက်ပါမယ်နော်ဒါဆိုရင်နဲ့လေ၅ခါဖြစ်သွားပြီဆိုရင်တစ်ခါထုတ်လိုက်ပါမယ်ပြီးတော့ချိန်လေးတစ်ခုတက်ပြီးတော့ ဒီဖက်ကပထမဆုံးဒီထိုးထားတဲ့အပေါက်ကိုပေါ့နော်။အဲဒီမှာနောက်ဆုံးအပေါက်ရှိရပေါ့နော်။ဒီမှာပထမဆုံးစထားတဲ့ဒီနောက်ဆုံးအပေါက်ကနေပြီးတော့ဒီရှက်ကိုလေးဆင်းလိုက်ပါမယ်။ပြီးတော့ဒီဒီဖက်ကိုလဲလိုက်မယ်ပေါ့နော်။လဲပြီးတော့ချိန်လေးတစ်ခုနှစ်ခုတက်လိုက်မယ်ပြီးတော့တရရရမယ်။တရရရပြီးတော့ဒီဒီပန်းအပတ်ဖလာဝါလေးထိုးထားတဲ့ဂျားသေးကိုတိုက်ရှိလေးထိုးလိုက်မယ်ပေါ့နော်။တိုက်ရှိလေးထိုးလိုက်ပါမယ်။ ထိုးပြီးတော့ခြေလေးဒုက္ခတင်မတဲ့နဲ့ဒုက္ခတင်မဒုက္ခတက်ပြီးတော့ဒီတိုက်ရှိထိုးထားတဲ့အပေါက်ထဲမှာတိုက်လိုလေးတစ်တိုင်ထိုးလိုက်ပါမယ်ပြီးတော့ဒီပတ်ဖလာဝါဂျားထဲမှာပဲနောက်ထပ်တိုက်ရှိတစ်ခါထပ်ထိုးမယ်ပေါ့နော်သူကဈာထဲမှာတိုက်ရှိတစ်ခါထိုးချိန်သုံးခုတဲ့ပြီးတော့ဒီအပေါက်ထဲမှာပဲဒီဟိုပေါ့တိုက်တုံလေးတစ်တိုင်ထိုးပေါ့ဒီလိုမျိုးပုံစံလိုမျိုးကို6ဒီအဲ9ဖူးလုံးကိုထိုးရမှာပေါ့နော်ဒါဆိုရင်ဒီဈာထဲမှာပေါ့နော် ဒီလိုမျိုးနှစ်ခုကြားထဲမှာပေါ့နော်ဒီလိုမျိုးနှစ်ခုကြားထဲမှာကိုထိုးမယ်ပေါ့နော်ဒါရှိလေးတိုင်းထိုးလိုက်ပါမယ်ထိုးပြီးတော့ချိတ်တုတ်တဲ့နဲ့တော့ချိတ်တုတ်ခုချမယ်ပြီးတော့တိုက်လိုတိုင်းထိုးမယ်ပြီးတော့ဒါရှိတိုင်းဒီကြားထဲမှာပဲပြန်ထိုးမယ်ပြီးတော့ချိတ် ချိုက်တဲ့နဲ့တုတ်ခုချမယ်ပြီးတော့ဒီနေရာမှာတိုက်တူလေးတရားထိုးရမယ်အဲ့လိုမျိုးပဲပပတ်လဲဒီအဆုံးနာထိရအောင်ထိုးရမယ်ပေါ့နော်ဒါဆိုရင်ဒီလိုမျိုးချားထိုးထားတဲ့ဟာ၅ခုရှိရမှာပေါ့နော်ဒီလိုမျိုးဟာကိုတစ်ခုလို့ခေါ်ရပေါ့နော်တစ်ခုဒီလိုမျိုးတစ်ခုကိုတစ်ခုနှစ်ခုဒါဆိုရင်နောက်ထပ်တုတ်ခုထပ်ထိုးမှာပေါ့နော်ဒါဆိုရင်ဒီမှာနောက်ဆုံးအပောက်ရပြီပေါ့နော်ဒီလိုမျိုးနောက်ဆုံးဒီမှာကြတော့စထားတဲ့ဟာပေါ့နော်ခြေနှစ်ခုတက်ထားတဲ့ဟာကြံခက်မယ်နော်ဒီဟာတစ်ခုပေါ့နော်ကြံခက်ရေအဆောင်ဝင်းဖြစ်နေမှာပေါ့နော် ပန်းပွဲကမညီပဲနဲ့ပေါ့ပုံမှန်တိုင်းပဲဒီလိုမျိုးထိုးလိုက်မယ်ပြီးတော့ပုံမှန်တိုင်းပဲနောက်ထပ်တစ်ခုထပ်ထိုးပါမယ်နော်အဲဆိုရင်ဒီမှာဒီလိုမျိုးထိုးလို့ပြီးသွားပြီပေါ့နော်နောက်ဆုံးရပြီဆိုရင်ဒီမှာပထမဆုံး chain တစ်ခုတက်ထားတယ်ဒီနေရာလေးမှာဆက်ကုန်လေးနဲ့ဆေးလိုက်ပါမယ်ပေါ့နော်ဆက်ပြီးတော့ chain လေးတစ်ခုတက်ပြီးတော့ဒီခြေစားလေးကို နည်းနည်းလေးရှိရှိထားမှာပေါ့တအားအရှိလည်းထားကြမလို့ပြီးရင်ဖြတ်လိုက်ပါမယ်ပြီးရင်ဒီအစလေးကိုအစသေးအပ်လေးနဲ့ဒီလိုမျိုးအထဲကိုထည့်ပြီးတော့သိမ်းလိုက်မှာပေါ့နော်ဒါဆိုရင်ဒီမျိုးအဲလီလီဖလာဝါအဲလီဖလာဝါလေးလိုက်ပေါ့နော်ဒါဆိုရင်ဒါလေးကကြတော့ဒီလိုမျိုးပန်းစည်းချုပ်ပွားလေးရမှာပေါ့နော်။ဒီမှာကကြတော့ဒီမှာအစတိထားပြီးပြီပေါ့နော်။အစတိထားရင်တော့ဒီလိုမျိုးဖြစ်နေမှာပေါ့နော်။ဒီမှာကကြတော့အစတိထားလို့ပါ။ဒါဆိုရင်အကုန်လုံးပြီးမယ်လို့အဲထိုးလို့ရမယ်လို့ ညွှန်လိုက်ပါရနော်ဒီ post လေးကိုအဲနောက်ထပ်ပညာတနာလေးတွေလည်းထပ်တင်ပေးအောင်မှာမို့လို့ထပ်တင်ပေးအောင်မှာမို့လို့ကြိုင်းနေတဲ့ဆိုရင်မိမိကို follow လုပ်ပြီးတော့အသေးလေးပေးသွားပါနော်ကျေးဇူးများရင်တင်ပါတယ်ရှင်